လူကြီးပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်ဘဝမှာကောင်းမြတ်တဲ့အနာဂတ်ကိုထာဝရပိုင်ဆိုင်မှုဆိုတဲ့အနေအထားတစ်ခုရအချက်၄ချက်ကိုလိုက်နာကျင့်သုံးမှုလိုအပ်သေးတယ်အဲ့ဒီအချက်၄ချက်ကဘာလဲလို့ဆိုနံပါတ်၁ကဒက္ခံဂဟပတံသာဓုကောင်းခြင်း၄ရအေးဘဝမှာနေထိုင်တဲ့ပုဂ္ဂိုလ်တွေဟာဘယ်လောက်ဖြစ်ဖြစ် လိမ်မှာကျွမ်းကျင်ကျွမ်းကျင်မှုရှိအောင်ကြိုးစားရကြကိုယ်စိုက်ပျိုးရေးလုပ်ရင်လည်းစိုက်ပျိုးရေးကျွမ်းကျင်ရမယ်တခြားလုပ်ငန်းလုပ်တယ်ဆိုရင်လည်းကျွမ်းကျင်ရအတမွေးဝမ်းကြောင်းဘာလုပ်လို့ကိုလုပ်တဲ့အလုပ်တခုကျွမ်းကျင်ရတက်ခါဆိုဒီမှာကျွမ်းကျင်မှုရှိရမယ်ကို့အလုပ်ပေါ်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားဒါကြောင့်မလို့ဆိုကြတယ်လေ I do my best ငါအကောင်းဆုံးဖြစ်အောင်လုပ်မယ်အကောင်းဆုံးဖြစ်အောင်လုပ်ရ ဘယ်လို့လို့လို့ကောင်းအကောင်းဆုံးဖြစ်အောင်လို့အဲ့ဒါလို့အကောင်းဆုံးဖြစ်အောင်လိမ္မာကျွမ်းကျင်မှုဆိုတာကိုလုံနေတဲ့အချိန်မှာအရေးကြီးဆုံးလူငယ်လူရွယ်တွေဆိုရင်စားသင်နေဆိုရင်သင်နေတဲ့အချိန်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားဒီလိုဆိုလိုတာကောင်းဆုံးဖြစ်အောင်ကြိုးစားကိုလုံနေတဲ့နေ့စဉ်လုံနေတဲ့အလုပ်အကောင်းဆုံးဖြစ်အောင်လုပ်အောင်အဲ့ဒီအကောင်းဆုံးဖြစ်အောင်လုပ်နေခြင်းအောင်မြင်တဲ့အနာဂတ်ကိုပိုင်ဆိုင်ခြင်း ကြီးမားသောအထောက်ဖြစ်လာတယ်ပေါ့ဒါဟာတော့ကိုလို့ရမယ်အရာတစ်ခုဖြစ်တယ်ပေါ့ကောင်းပြီအဲ့ဒါလို့အကောင်းဆုံးဖြစ်အောင်ကြိုးစားအထောက်နေတဲ့အခါမှာနောက်ထပ်လိုအပ်ချက်ကဘာလို့ဆိုလူတွေဟာတဝူတယောက်ထဲနေကြတာမဟုတ်ဘူးအပေါင်းနဲ့အသင်းနဲ့နေတာလူဘဝရောက်လာတဲ့ဆိုတဲ့ကပထမဆုံးဘသူနဲ့တွေ့ရအမေနဲ့အဖေနဲ့တွေ့ရတယ် အမေဖေနဲ့ကိုယ့်ရဲ့ဒီညီကောင်မောင်နှမအရင်ဆိုတာဒီရှိရင်လည်းရှိလားမရှိဘူးဆိုရင်အနည်းဆုံးအမေနဲ့ဖေနဲ့တွေ့အမေနဲ့ဖေနဲ့တွေ့ဆုံရအောင်အဲ့ဒါလို့တွေ့ဆုံမှုဆိုတာလူတွေဟာအတိုင်းအဝိုင်းတစ်ခုတည်းကိုရောက်လာကြတာဖြစ်တယ်ပေါ့စာမွေးလာကြတဲ့ကအတိုင်းအဝိုင်းကနေရော့သွားတယ်လို့မရှိဘူးတဖြည်းဖြည်းတိုးလာအမေဘက်ကဆွေမျိုးအဖေဘက်ကဆွေမျိုး ောတိုးလာတငယ်ချင်းအပေါင်းသင်းဟောအပေါင်းသင်းနေဆိုတာတဖြည်းဖြည်းကျက်ပြန့်လာအဲ့ဒီလိုအပေါင်းသင်းနေကျက်ပြန့်လာတဲ့အခါမှာဒီဘသူသေးသေးငတိမာဆိုတဲ့စိတ်ဓာတ်မျိုးမမွေးရဘူးအများထဲမှာနေလာပြီဆိုရင် အများနဲ့မျှဝေခံစားတတ်တဲ့စိတ်ဓာတ်မျိုးရှိရမယ်လို့ဒီလိုဆိုလို့နော်အများနဲ့မျှဝေခံစားတဲ့စိတ်ဓာတ်ငါသာခံစားမယ် ဘသူနဲ့မှမဆက်ဆံဘူးဘသူနဲ့မှမပတ်သက်ဘူးဆိုတဲ့စိတ်ဓာတ်မျိုးအဲ့ဒီဟာမျိုး ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာသူကိစ္စဝိစားရှိရင်လည်းဉာဏ်တဲ့ပုဂ္ဂိုလ်တွေကဘသူမှဝိုင်းလို့မှမဟုတ်ဘူးပေါ့အဲ့ဒါကြောင့်မလို့အများနဲ့မျက်ဝေခံစားတတ်တဲ့စိတ်ဓာတ်မျိုးဟာဒုတိယအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့လုံငန်းကြွန်းကျင်စွာလှုပ်တယ်အများနဲ့မျက်ဝေခံစားတတ်တယ်နောက်တတိယ လိုအပ်ချက်ကဘာလို့ဆိုရင်အဟာသောအထလာဘေတုလူဆိုတာကြိုးစားလို့အောင်မြင်မှုဆိုတာရလာတတ်တယ်အဲ့ဒါလို့အောင်မြင်မှုကိုရလာတဲ့အခါမှာမမောမကြွားမမနာကြီးတခွဲသားမရဖို့မဖြစ်ဖို့အရေးကြီးတယ်ပေါ့လူဆိုတာအောင်မြင်လာသည်ဖြစ်စေယာရုတွေတိုးတက်လာသည်ဖြစ်စေစီပါဥစ္စာတွေတိုးတက်လာသည်ဖြစ်စေကို့အပေါင်းအသင်းရောင်းရင်းတွေပေါ်မှာ ငါဆိုပြီးတော့လက်မထောင်းလာတတ်တယ်။မာနလေးဝင်လာတတ်တယ်ပေါ့။မာနဝင်လာပြီးကြံတဲ့လူတွေပေါ်မှာအဖက်မလုပ်တဲ့စိတ်ဓာတ်မျိုးတွေဝင်လာတတ်တယ်။အဲ့ဒါမျိုးတွေဝင်လာခြင်းဟာပျက်စီးခြင်းအကြောင်းတစ်ခုပဲ။အဲ့ဒါကြောင့်မျိုးဒီလိုစိတ်ဓာတ်မျိုးတွေမထားဖို့အောင်မြင်ကြီးပွားလာတဲ့အခါမှာမမောမကြွားဖို့ကောင်းတဲ့လောကဓာတ်နဲ့တွေ့တဲ့အခါမှာမောကြွားခြင်းမောက်မာခြင်းဆိုတာမလုံးမိစေဖို့စိတ်ဓာတ်တည်ငြိမ်ဖို့ ဒီအချက်ဟာလည်းအရေးကြီးတဲ့အချက်နောက်တစ်ခုကလူဆိုတာအများအားအောင်မြင်နေတာမဟုတ်ဘူးအောင်မြင်ပြီးရင်ကြာဆုံးခြင်းဆိုတာလည်းကြုံတွေ့တတ်တယ်ပေါ့အဲ့ဒါလိုကြုံတွေ့လာတဲ့အခါမှာအထလာဘေသူအထပြပတ္တိအပြထုံးပျက်စီးဆုံးရှုံးမှုကြုံလာကြုံလာပြီးပစ္စည်းဥစ္စာတွေပျက်စီးတာရှိတယ်ဆွေတွေမျိုးတွေပျက်စီးတာရှိတယ်ယောဂဝေဒနာ ဖြစ်လို့ပျက်စီးတာရှိတယ်အဲ့ဒါလိုပျက်စီးမှုနဲ့ကြုံလာလို့ရှိရင် အပြတ်ထောစိတ်နှလုံးတုန်လှုပ်ပြီးညှိုးငယ်သွားခြင်းမဖြစ်စေရဘူးလောကဓာတ်ကိုကြံ့ကြံ့ခံနိုင်ရမယ်လို့ဆိုလို့တယ်အဲ့ဒီလိုစိတ်နှလုံးတုန်လှုပ်ပြီးတော့ depression ခေါ်တာပေါ့စိတ်ဓာတ်တွေကျသွားတာမဖြစ်စေအောင်အဲ့တော့ပျက်စီးမှုနဲ့ကြုံတဲ့အခါမှာစိတ်ဓာတ်ကြံ့ခိုင်မှုရအောင်လည်းပဲကိုယ်စိတ်ကိုတည်ဆောက်ထားနိုင်ရမယ်လို့ဆိုလို့တယ်ပေါ့ အေးကောင်းမြတ်တဲ့အနာဂတ်ကိုပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာဒီအချက်တည်းရလဲမလွဲမသွေရှိရမှာ ဖြစ်တယ်။ကိုလိုသမျှအလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ခြင်းအများနဲ့မျှဝေခံစားခြင်းအောင်မြင်ကြီးပွားလာတဲ့အခါမှာမမောမကြွားခြင်းပျက်စီးဆုံးရှုံးမှုနဲ့ကြုံတဲ့အခါမှာစိတ်ဓာတ်မကြခြင်းဆိုတဲ့ဒီအချက်ဟာအောင်မြင်ကြီးပွားမှုအတွက်အရေးပါဆုံးသောမိမိအတွက်အကောင်းဆုံးသောအရာတွေဖြစ်ပါတယ်။